ျမဖေဖေကမိမဖြစ်တဲ့သူလို့အများကသိထားကြပေမဲ့ကျမမိလာဆောင်ပြီးရနောက်တနေ့မှပဲမိမနဲ့ကွာရှင်မှုသူဆုံးဖြတ်လိုက်ပါတယ်။ကျမမိလာရဲ့ဒုတိယနေ့မှာဖေဖေကမိမကိုကိုနဲ့ကျမတို့ကိုခေါ်ပြီးငါကွာရှင်ကျင်တယ်လို့တည်တည်ငြိမ်ငြိမ်နဲ့ပြောပါတယ်။ဖေဖေစကားကြားရမယ်။ကျမတို့ဒုတိယမြင်သက်သွားကြတယ်။မိမမနာပေါ်မှာရှယ်ရိတ်ဝမ်းနဲ့ရိတ်တွေနဲ့ဖြတ်စီသွားတယ်။ဖေဖေက ငါပြင်မဲနေပြီအခုမင်းတို့လည်းအင်တော်ကြကုန်ပြီဆိုတော့လက်ကျန်အချိန်လေးမှာငါအတွက်ငါရှင်သန်ရှင်သေးတယ်လို့ပြောတယ်မိမိကမာနတခွဲသားနဲ့ကွာဆိုလဲကွာပေါ့အင်္ဂါပစ္စည်းဥစ္စာတွေကစမရှာဟာတွေပဲနော်တပြားတစ်ချက်မှရဖို့မစင်စားနဲ့လို့တော့သချင်းနေအော်တယ်ဒီပေကဘာမှမပြောပဲခေါင်းငိမ့်လို့သာနေတယ်တပတ်အကြာမှာတော့ကွာရှိစားတဲ့ကိုယူပြီး ဖဖေရွာကိုပြန်သွားတယ်။သူ့လက်မှုကလွဲပြီးသူဘာမှယူမသွားဘူး။တစ်ချိန်လုံးကဖဖေကိုမေမေကစပူပန်းခေတာပါ။တက္ကသိုလ်တက်တုံးကတော့ဖဖေကဆင်းရဲပေမဲ့ရုပ်ချောတဲ့အရေးချင်းရှိတဲ့အမေမိသားစုကချမ်းသာတယ်။ဖဖေကိုမေမေကနေအောင်စီလိုအမြဲတမ်းနှွေးထွေးမှုပေးတယ်။ကြောင်ပြီးတော့လူကြီးမိဘတွေကန့်ကွက်တာကြောင့်နှစ်ယောက်သားနာနာချင်းချင်းလက်ခွဲလိုက်ကြတယ်။ အထားနဲ့ထွက်သွားတဲ့ဖေဖေနောက်ကိုမိမိကငိုပြီးအပြေးလိုက်တယ်ဖေဖေကနောက်မူရာမှာဆင်းပြီးမမေ့စီအပြေးတင်လာခဲ့တယ်ဒီနောက်ပြန်အလဲကဘဝတဝဆာလောက်ဖြစ်သွားတယ်အထက်ပြီးနောက်အဖိုးနဲ့အဖွားကမိမိကိုအိမ်နဲ့ကားဝယ်ပေးတယ်ဖေဖေကဒဇိုင်းသူပြေသနာဌာနကိုဝင်ခွေရတယ်ကိုကိုကိုမွေးတော့ကလေးထိန်ကားအစီမပြေခဲ့ဘူးဒီနေ့မှာကိုကိုအသေးအံငိုရဲ့ ကလေးထင်းကသူ့ဖုန်းနဲ့ပဲအလုံများနေခဲ့တယ်။ဒါကိုဖေဖေတွေ့တော့ကလေးထင်းကိုချက်ချင်းအလုံးထုတ်ပြလိုက်ပြီးသူ့ပဲကလေးထင်းလောက်တော့တယ်။ကျမကမွေးတော့ဖေဖေအလုပ်ပုံများလာခဲ့တယ်။အနည်းလေးရအိဇာကူလို့ရမိဘအစီဝေးတရားနဲ့ညမအာညမအဖြစ်တော့တယ်။မိမိကလည်းသူ့လုံးနဲ့သူမအားပါဘူး။ကျမတို့မှညံထဲမှာမိမိကသက်ဆံပေးသူလို့ပဲကျမတို့သိထားတယ်။ကျမဆယ်နှစ်အရွယ်မှာအဖိုးအပြင်ဖြားတယ် မိမိကစိတ်ဆုံးအောင်တောင်းဝင်ယူရလို့အဖိုးကိုပြုစုဆောင်ရှောက်တဲ့တောင်းဝင်ကပြပြတောင်းဝင်ဖြစ်သွားတယ်။အဖိုးက"သူကအားနေရလူပဲ"လို့ပြောတယ်။နှစ်နည်းအကြာအဖိုးလေဖြတ်ပြီးလုံးဝမလုပ်နိုင်တော့သမီးခွန်၊ကျင်ကြီးကျင်ငယ်စွန်းရှေးပတ်တိုက်ကြတွေပြပြပဲလုပ်တယ်။နောက်ဆုံးပြပြအယိုးအဆစ်ရောက်ရောက်ကရပြီးသူကရင်နာမလက်တုံနဲ့ဒါကိုသမီးသားစုလုံးကအလေးနဲ့မထားကြဘူး။ဒီလောက်ကပြပြလုံးသွင်းလုပ်လိုက်တယ်ပဲထင်ခဲ့ကြတယ်။ ပုံကန်တဲ့အရွယ်မှာမိမိနဲ့ကျမတို့အကြခဏညီခုံစကားများကြတယ်။ဒီပေကကျမတို့ကိုခေါ်ပြီးမိမိလက်ကိုလိုက်ပြတယ်။တော်တွေကစီရသားလေးတွေကိုလိုက်ပြတယ်။မိမိအလို့စူးစမ်းနေတာကသမီးတို့ကိုလူတလုံးလူတလုံးဖြစ်အောင်လို့နော်။သူကသမီးတို့အပေါ်နှီးမြန်လက်မှန်မလုပ်တတ်လို့ပါ။နို့ဆိုပြီးတော့ဖဖေပြောတယ်။ဖိတာစုမျက်တမှုကိုဖဖေအမြဲတမ်းကောက်ရခဲ့တာပါ။မိမိအပေါ်ဖဖေစင်နာပို့ခဲ့တယ် မင်းမင်းအိမ်ပြန်ဘလောက်ပဲနောက်ကျနေပါစေမိဖို့ထဲမှာဟင်းရင်နွေ့နွေ့အမြဲရှိတယ်မင်းမင်းရေချိုးရင်အဝတ်စားတွေသူကူယူပေးတယ်မင်းမင်းဖျားရင်လည်းချေဆုပ်လက်နဲ့သူပြုစုတယ်ဒါဟာဖိမိတ်စိတ်တိုင်းကြလို့လူတိုင်းကထင်နေခဲ့ရကြောင်းကွာဆင်းမှုပြေပြောလာတဲ့အခါမှာကျမတို့လက်မခံနိုင်ဖြစ်ကြတယ်အဖေမရှိရင်တော့မင်းမင်းရဲ့နေရက်တွေကချုပ်ရှက်ခတ်သွားတယ်အဲ့ဒီနေ့ရှောင်းဝင်မှာပဲအခွားအဆုံရောဂါနဲ့ဆင်းရုံတက်လိုက်ရတယ် မိမိကနေဘက်လုံးလုံးနောက်ဘက်အဖားကိုဆောင်းရှောင်းနေနေမအားညာအဖြစ်တော်တယ်။ပြေမန်းလုံးလုံးမိမိယောဂဟောင်းပြန်ထားတယ်။ဦးလေးနဲ့တော်လေးကတဲ့ကိုတရောင်လွှဲချတယ်။အရင်တော့ကခဲဟိုကအပြုစုသိပ်ကောင်းတယ်။ဒီချိန်ကျမှအဖားမမရပြီးမိမိကိုဖိဖိနဲ့ပြန်ပေါင်းမှုစီယုံကြည့်မယ်လို့ကျမစီဖုံးဆက်ပြောတယ်။မိမိကတော့မိဖေမရှိရင်ခတ်တွေ့လိမ့်မယ်။ တက်တဲ့ကိုကန်းကြီးအဖွာအုံနောက်သို့ကျပေါက်ပြီးခြုံသွားတယ်။မိမိတော်တော်နာကျင်ခံစားရပြီးတော့ကုမ္ပဏီရဲ့စီမံခန့်ခွဲရာတို့ကနေနှုတ်ထွားလိုက်တယ်။၆လအကြာမှာတော့မိမိစိတ်ကြရောကခံစားနေရကြောင်းစစ်ဆေးတွေ့ရှိလိုက်တယ်။နေထိုင်မှုစွမ်းရည်တွေမိမိကြရှုံလာခဲ့တယ်။မိမိထမင်းဝင်ဆက်တာအိမ်မီးလောက်ခံနေပါပဲ။သူ့နေပြမနေတော့ဘူး။တားတဲ့ရွှေမကလည်းကလေးရှိရောကိုယ်ခွဲမရှိဘူး။ကျမက အဝေးမှအိမ်တော်ကြပြီးကိုဝင်ရှိနေတော့မင်းမရတကယ်ပဲတယောက်တည်းဖြစ်နေတော့တယ်။မနစ်တော်မကြဘူးမင်းမရုပ်တွေကြသွားတယ်။စမအိမ်မြန်စိနာနာတကောင်မှာဓာတ်ပုံဟောင်းတွေထုတ်ကြည့်ပြီးမင်းမကိုနေရာကြားခဲ့ရတယ်။မင်းမနရရနေပါဘူး။ပိတလူတို့စုလုံးပြပြရဲ့ပေးဆက်မှုကိုခံယူပြီးပြပြကိုအမှန်တကယ်မလေးစားခဲ့ကြဘူး။ကွာစင်းမီဒူဒီယာနှင့်စောင်းနေမှာမင်းမတောင်တောင်နဲ့လမ်းဖြတ်ကူလို့ ိုင်းဝိုက်ခံနေဖြစ်ခဲ့တယ်။အိမ်ကြီးရှင်တွေက သူ့ရဲ့အတော်ကြောင်အောင်အိမ်ထဲကနေအိမ်ပြန်ထွက်ဘူးလို့ပြောတယ်။ကိုကိုနဲ့ကျမကဖိဖိကိုမရရအောင်သွားရှာတော့တယ်။တည်င်းကြတာနဲ့ဖိဖိချက်ချင်းရောက်လာတယ်။မိမိကဖိဖိကိုတွေ့ရနဲ့လက်မောင်းဖက်ပြီးငိုတယ်။ဖိဖိကလည်းမျက်ရည်အဝဲသားနဲ့ဘာမှမဖြစ်ဘူး။ဘာမှမဖြစ်ဘူး။ကိုရှိနေပြီနော်လို့ဆိုတယ်။ဖိဖိကမိမိကိုသူနေတဲ့တခါရလေးစီကိုခေါ်သွားလိုက်တယ်။ ။နေရာတည်ရောက်လို့သူတို့စီကျမသွားလေတော့မိမိအသားညုံမဲ့သွားပေမဲ့စွဲရည်အပြည့်ဖြစ်နေတယ်။မျက်လုံးအယောင်တောက်နေတယ်။ကျမကိုစားဖို့ထမင်းကြီးကိုသူကျွမ်းစင်စွာနဲ့ချက်ပြုတ်တယ်။အချိန်လုံးကချိန်ဝင်းမီးမလား။လက်မင်းဝင်းမလားခဲ့တဲ့တစ်သေးတည်းဘဝနဲ့အခြားစီပါပဲ။အရင်တုန်းကမိမိကိုဖေဖေကပုံဝဲသလိုမွေးခဲ့ရလီ။အခုတော့သူနဲ့အတူအိမ်မူကိစ္စလို့တက်ကြီးရွယ်အဝေကိုပြုစုတယ်လို့ဖေဖေကပြောတယ်။ ဒီမိသားစုဟာအဖေရဲ့ပတ်မကူညီမှုအောက်ကခွဲထွက်လို့မရဘူးဆိုတာကိုမေမေနားလည်သွားခဲ့တယ်။အရင်တုန်းကစိတ်တိုင်းကြမေမေညီထိုင်လောက်ပိုင်နေတာဟာသူ့နောက်ကမှဖေဖေကအရာရာကိုပခုံးနဲ့ထန်ထားလို့ဖြစ်တယ်။ဒီကိုရောက်မှပဲသမီးဖေဖေပြေသာကြိုက်နေမေမေသိတယ်။မေမေကပြင်စာနဲ့မတဲလို့အင်းအောင်စားရတဲ့ချောင်းလုံးထမင်းစပွဲမှာပြေလဲစာမတွေ့ခဲ့ရဘူး။မေမေကပြည့်ရင်အဝဲသားနဲ့ ဖေဖေကိုကျမအလုံးကိုလိုက်ခဲ့တဲ့ခါကျေစွတင်ပါတယ်နော်။ဒါမှဆိုတာရှိခဲ့ရင်ရှင့်ကိုတလဲကျမပြုစုဆောက်ထားပါစေလို့ပြောတယ်။ဖေဖေမြန်ဝန်းနေလဲအရှင်နဲ့အနေနဲ့သူ့လဲတစ်ချိန်ကရှင်မဆက်တွေရှိခဲ့ပေမဲ့ရွေးရမြေကိုခွာပြီးဒေသစုတစ်ခုလုံးအတွက်ပေးဆက်ခဲ့တယ်။ပေးဆက်တာကကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာကအဲ့ဒီပေးဆက်မှုကိုမမြင်တတ်မိုးထားမခံရတာပါ။ဖေဖေက အစ်ဆက်သားစဉ်းစားနှလုံးသားနဲ့ထွက်ခွာခဲ့ပြီးအကြံဘဝကိုတော့သူ့ရွေးချယ်တဲ့လမ်းအတိုင်းဖက်တန်းနေခဲ့တယ်။ဒါပေမဲ့မေမေလိုအပ်လာချိန်မှာတော့နှုတ်ဆိုင်မနေပဲပြန်လှည့်လာခဲ့တယ်။ဖေဖေရဲ့ပိဆက်အသင်နာခံတာကိုနောက်ဆုံးမှာကန့်ကောက်စွာနဲ့မိမိနားလေသွားတယ်။ပြန်လဲပိဆက်ဖို့တမိုးထားဖို့ကိုလည်းသင်ယူနိုင်သွားခဲ့တယ်။နှလုံးသားတစ်ခုနှိမ့်ကလာတဲ့အခါအချင်းချင်းနားလေမှု ဲ့လိုသိခံမှုကလည်းရှိလာတယ်ဒီလိုဆိုရင်သက်ကြံဘဝဟာမိုးလေကင်းပြီးချမ်းမြသာယာနေမှာဖြစ်ပါတယ်